နက်ပြောင်တို့ဘာလာ28ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆိုရမူလဝေဒါခန့်မှန်းချက်တွင်တဲ့အရေးကြီးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထာဟာအနောက်အနောက်မြောက်ဘက်ကိုဆက်ရွေ့နေပြီးအော်တိုဘာလာ28ရက်နေ့နောက်ပိုင်းမှာတော့အိန္ဒိယနိုင်ငံအင်ဒရာပရာဒစ်ကန်ကြီးကိုဝင်ရောက်သွားနိုင်ပါတယ်။အဲ့ဒီမုန်တိုင်းဟာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ဖို့မရှိတာကြောင့်အဝါရောင်ဆင့်သာတတ်မှတ်ထားပါတယ်။ မွန်ထာမုံနိုင်ရဲ့အရှိန်ဟာရခိုင်နဲ့အေယာဝတီတိုင်းမှာမွန်များဆုံးရွာနိုင်ပြီးတနင်္သာရီတိုင်းမှာနေရာစစ်စိမ့်နဲ့မွန်၊ကရင်၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာတော့နေရာကျဲကျဲမွေရနိုင်ပါတယ်။ဒေသအလိုက်အထူးခမှန်ချက်တွေအနေနဲ့ကတော့စိုက်တုံ၊စုကလီ၊ဟာခါ၊ဖလန်၊တီတဲ၊ရေစွာနဲ့မူကုံမြို့နယ်တို့မှာမွန်နေငယ်ကနေအတင်းတင်းရွာနိုင်ပါတယ်။အေယာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့မိုးတိတ်တောက်တွေဖြစ်ထွန်းနေပြီးဒီမိုးတိတ်တောက်တွေရွေ့လျန်ရတဲ့ရှောက်မှာ မိုးသေးထန်စွာရွာတာနဲ့လေပြင်းတိုက်ခတ်တာမိုးကြိုးပစ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရှင်။မနေ့ကအတွက်သူသတိပေးလို့တာကတော့ပင်လေပြင်းခီးသွားရင်လည်းကန်နီကံဝင်ရေလုတ်တာကြီးပဲစားဖောက်လုပ်ငန်းလုပ်ကင်နေသူတွေရေလုတ်တာကြီးတွေအတွက်ပဲဖြစ်ပါရဲ့။ယောဂကျုံမရခိုင်ကယူရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာလေတိုက်နယ်တနားရီ30မိုင်ကနေ35မိုင်ထိတိုက်ခတ်နိုင်ပြီးလိုင်းမြစ်ပေဟာကိုဗစ်ကနေ17ပေခန့်နေရှိနေနိုင်ပါတယ် မုတ်တမခွေမုန်တနင်းသားရဲ့ကံယူတဲ့တခြားနယ်ကံလွတ်ပင်နယ်ပြင်မှာတော့လာအမြင့်ပေ6ပေကနေ10ပေခန့်တည်ရှိနိုင်တာကြောင့်ရေလောက်သာဦးကြီးတွေအနေနဲ့ပင်လယ်မထွက်ခွာတင့်သေးတဲ့ရပ်ပိုင်းတွေဖြစ်ပါတယ်။မုလိပတာဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ဒါကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလိပတာခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံအပ်ပါရရှင်။